မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ28ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဘောနက်ဂျီစကန်နီကစစ်ကောင်စီကိစ္စကန်နေစစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ6ဦးသေဆုံးပြီးလက်နက်16လက်သိမ်းစရာရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ ပဲခူးတိုင်းပဲခူးမြို့ဘောနဲ့ကြီးရွာအနီးတစ်ဝိုက်ကစစ်တပ်ဂိတ်စခန်းများနဲ့စစ်ကြောင်းများကိုဒေါ်လာရင်တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးခဲ့ပြီးလက်နက်16လက်သိန်းစီရရှိခဲ့တယ်လို့ပဲခူးခရိုင်တရင်အမှတ်3900တေရွှေချောင်းတပ်ခွဲထံကနေသိရှိရပါတယ်။ မေလ16ရက်နေ့မနေ့2နာရီမှာဘောနက်ကြီးဇောင်းတူတိုက်ကြီးမိုင်90လမ်းပိုင်းတနေရာရှိအင်အား15ဦးနဲ့တက်ဆွဲထားတဲ့စစ်ကောင်စီဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများ ကိုလူယုံထွက်ပြေးသွားခဲ့ကြတယ်လို့ဆိုပါတယ်အဆိုပါဂိတ်စကန်မှာ G4 တနက်2လက် G3 တနက်2လက် G2 တနက်2လက် M1 ကာပိုင်တနက်9လက်7.62 G980 တောင် G box 20ခုကာပိုင် G950 တောင် G box 18ခု 5.56G 139တောင် G-Box တို့ကိုတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။လာဒူမေလ22ရက်မနက်2:15မိနစ်အချိန်ခန့်မှာရန်ကုန်မန္တလေးအမြင်လန်းမိုင်တိုင်32မိုင်ခုနှစ်ဖာလုံးရှိစစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားနှုတ်ဦးတေဆုံးခဲ့ပြီးတူးဦးဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူမေလ24ရက်နေ့မနက်8:40မိနစ်အချိန်မှာဘောနက်ကြီးဇောင်တူတိုက်ကြီးမိုင်90လမ်းပိုင်းတနေရာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာပြူစောတီဒုတက်စိတ်မှုပါဝင်၄ဦးသေဆုံးခဲ့ပြီး MI ကပိုင်တနက်နှစ်လက်သိမ်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုများကိုဗကိုးခရိုင်တရင်အမှန်3900တေတက်ခွဲ3ရွှေချောင်းတက်ခွဲကနေဆောင်ရွက်ခဲ့တာဖြစ်ပြီးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါ ပါတယ်ခင်ဗျာပဲခူးယူမှာဆက်ထမ်းမင်ကုန်းကြီးရမှာအထိုင်ချတက်ဆွဲထားတဲ့စိတ်ကောင်းစီစကန်ကိုတွားရောက်တိုက်ခိုက်ခဲ့တဲ့တရင်ကိုတင်ပြပေးကြပါမယ် ပဲခူးတိုင်းတာယာဝတီခင်အိုင်အောက်ဖို့မြို့နယ်ပဲခူးရုံမှဆက်ထမ်းမင်ကုန်းကျွာဘိုးယုံစုမှထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်ကိုတွားရောက်တိုက်ခိုက်ခဲ့တယ်လို့မြေရောက်ပျောက်ကြားတပ်ဖွဲ့အောက်ဖို့ကထုတ်ပြန်ထားပါတယ်။မက်ရှလာ26ရက်နေ့မနေ့6နာရီခန့်မှာအင်အား30ကျော်နဲ့တက်ဆွဲထားတဲ့ဘိုးယုံစုစစ်ကောင်စီစကန်အားတာယာဝတီခင်အိုင်တရင်3800နဲ့တက်ခွဲလီမြေရောက်ပျောက်ကြားတပ်ဖွဲ့အောက်ဖို့ကနေတွားရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်များနဲ့3နာရီခွဲ ဲခန့်ကြာပြန်လည်ပြစ်ခတ်ခဲ့ကြပြီးမနေ့9နာရီခွဲခန့်မှာစစ်ကောင်စီရဲ့ခမာယာ6တရင်တိမ်မြုပ်တက်မှလက်နက်ကြီးများပစ်ကူပေးလာရာရဲဘော်များပေးကင်းစေဖို့အနေငယ်နောက်ဆုတ်ပေးခဲ့ရတယ်လို့သိရှိရပါတယ်ထို့နောက်ညနေ9:00နာရီခန့်မှာထက်မှန်ထိုးစစ်စင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးထိသေဆုံးသွားကအထိနာတာကြောင့်အလောင်း၈လောင်းကိုအရသေးပြီးစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ဆိုပါရယ်စခန်းတွင်နေမည်ရှိလင်းဆောင်ရွက်ရာမှာ60မမ12လုံး လက်ပစ်ဘုံ၅လုံး 5.56G 300တောင်းအီနာဂါပို့ကြီး၅တောင်းတူမီတလက်စက်နှစ်အိစားစီတဘုံဖနက်၂ရံ equipment ၃ခုအုတ်ထုတ်၃လုံးနဲ့ဘောင်းမီနှစ်ထည်ကိုတင်စီရရှိခဲ့ကစကန်အားမိရှုရှင်းလင်းခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ ဆလဘီကြောက်ကြီးမျိုးတောင်စုရွာကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှ၁၀ဦးသေဆုံးခဲ့ပြီး၇ဦးအရှင်ဖမ်းမိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။ မေလ19ရက်နေ့မှာကြောက်ကြီးမြို့နီးတောင်စုရွာတွင်သို့စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းဤတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Falcons Guerrilla Force မှတရင်ထုတ်ပြန်ထားပါတယ်တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ်ဖက်မှ10ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီတပ်သား9ဦးကိုလည်းအရှင်ဖမ်းမိခဲ့ကာလက်နက်ခဲယမ်းများလည်းတင်းစီရရှိခဲ့တယ်လို့သိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကို Falcons ရဲ့တပ်ဖွဲ့ KLN တရင်ရှေ့တရင်ကို PDF တို့ကပူးပေါင်းလုပ်ဆောင် ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများပြန်လည်ဆုတ်ခွာသွားပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များကိုလက်ရှိချိန်ထိတောင်စုကြေးရွာကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဗမာမျိုးသိတိုက်ပွဲမှာရင်းမပင်ခရိုင်တရင်28တိုက်ခွဲမှုကြာဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။ KIA နဲ့တော်လိုင်းတပ်ဖွဲ့တွေပူးပေါင်းဆင်နွှဲနေတဲ့ဗမော်မျိုးသိန်းတိုက်ပွဲမှာရဲမဲ့ပင် KIA တရင်28ဒါမဆိုင်တပ်ဖွဲ့မှာတက်ခွဲမှုတူဖြစ်သူရဲဘော်နိုင်နိုင်ကြဆုံးခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့ကစိတ်ကောင်းစီရဲရင်တစည်းကိုတော်လိုင်းပူးပေါင်းတပ်တွေပစ်ချနိုင်ခဲ့ပြီးနောက်စိတ်ကောင်းစီကလေးချောင်းကနေနှီးမျိုးစုံနဲ့ဇက်တိုက်ဘုံကျဲခဲ့ရာ22ရက်နေ့မှာရဲဘော်နိုင်နိုင်ဟာဒရုန်းဘုံထိမှန်ပြီးကြဆုံးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ အသက်22နှစ်အရွယ်ရှိရဲဘော်နိုင်နိုင်ဟာရင်းမာပင်ခိုင်တဲကစစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခတ်ရမှာအစွမ်းပြခဲ့တယ်လို့ကာသုံးလုံးစစ်စင်ရေးလို့ခေါ်တဲ့ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာလေ6လကျော်ကြာတိုက်ပွဲဝင်ခဲ့သူဖြစ်တယ်လို့သိရှိရပါတယ်။ရင်းမာပင်ခိုင်တရင်28ရဲဘော်တွေနဲ့ဒေသခံတွေစုပေါင်းပြီးကြာဆုံးခဲ့တဲ့ရဲဘော်နိုင်နိုင်ရဲ့မိဘတွေကိုထောက်ပံ့ငွေ7,500နဲ့အတူ တားဖြစ်သူဝစ်စင်ခဲ့တဲ့စိတ်ယူနီဖောင်းကိုပေးအပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ရဲဘော်နိုင်နိုင်ရဲ့အယိုးပြအိုးဟာဗမော်မြို့မှာရှိနေစေဖြစ်ပြီး KIA ရဲ့တော်လှန်ရေးတပ်တွေကမြို့သိမ်းတီမှာရဲမပင် KIA တရင်28ရဲဘော်တွေကဇာတိရွာကို ပြန်လည်တည်ဆောင်လာမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။လဗရန်မြို့နယ်မှာစိတ်ကောင်းစီလက်ကင်တုံမြေစည်းအုပ်ချုပ်ရေးမှုကိုပြစ်ခတ်ရှင်းလင်းခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင် ဗဒန်မျိုးနဲ့မြေစည်းကြေးရအုပ်စုစစ်ကောင်စီကအုပ်ချုပ်ရေးမှုဖြစ်သူချစ်လင်းကိုရှင်းလင်းပြစ်ခတ်ခဲ့တယ်လို့ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မေလ29ရက်နေ့မနေ့ဆယ်နာရီခွဲခန့်မှာအုပ်ချုပ်ရေးမှုချစ်လင်းကိုရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေအိမ်ထဲထိဝင်ရောက်ပြစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။ချစ်မင်းဟာအုတ်ချုပ်ရည်မှုမဖြစ်ခင်ကတည်းကစိတ်ကောင်းစီရဲ့လက်ကင်တုတ်တူဖြစ်ခဲ့ပြီးအုတ်ချုပ်ရည်မှုဖြစ်လာတာရှစ်လခန့်သာ ရှိသေးတယ်လို့သိရှိရပါတယ်။၎င်းဟာစစ်မှုထမ်းအကြောင်းပြ ကလူငယ်များအားဖန်းစီယာမှာ တက်ကြစွာကိုတိုင်ပါဝင်ဖန်းစီပေးနေတဲ့အတွက်အခုလူပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။နောင်ချိုမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတအောင် TNL ထိန်းချုပ်နေပြီးနောင်ချုံမြို့နယ်နောင်တော်ကျွော်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလက်နက်ကြီးများရန်တမ်းပစ်ခတ်ခဲ့တယ်လို့ DPLF DPLA ကသတင်းထုတ်ပြန်ထားပါတယ်။မေလ28ရက်နေ့မနေ့9:05မိနစ်အချိန်ခန့်မှာနောင်တော်ရွာလေးကိုလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့တာဖြစ်ပြီးအရက်သားပြည်သူပိုင်းနေတလုံးထိခိုက်ပျက်စီးခဲ့ကလူထိခိုက်မှုတော့မရှိဘူးလို့သိရှိရပါတယ်။ပြည်သူလူထုအနေနဲ့မပေါက်ကွဲသေးတဲ့စစ်လက်နက်ပစ္စည်းများရှိရာကိုတွာလာ ခြင်းမပြုဘူးအကြောင်းမသိပဲကိုင်းတွယ်ဖြုတ်ကြည့်ခြင်းများမပြုကြဘူးနဲ့လက်နဲ့ကြည်ကြထားတဲ့နေရာများမှာကလေးငယ်များအားစော့ကစားစေခြင်းမပြုကြဘူးအထူးဂရုစိုက်တင်ကြောင်းဆိုထားပါတယ်စေကောင်စီကအပြည့်ရဲ့ကြီးညာထားတဲ့ကာလအတွင်းတရားရေးထိန်ချုပ်နေမည်များအတွင်းကပြည်သူလူထုကိုပြစ်မှတ်ထားပြီးလေရည်များ အစိမ့်ငွေပုံများလက်နက်ကြီးများပြစ်ခတ်ကာထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဆလဘီစကိုင်းခိုင်အမှတ်3တရင် တရင်တီထောင်ခြင်းလေးနှစ်ပြည့်ခမ်းနာအခြေခံစစ်ပညာသင်တန်းစဉ်အပွဲခမ်းနာနဲ့လက်နက်တပ်ဆင်ခြင်းခမ်းနာကျင်းပတဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။ပြည်သူ့ကာကွယ်ရေးတပ်မတော်သကိုင်းခရိုင်အမှတ်3တရင်မှာ2025ခုနှစ်မေလ25ရက်နေ့ကသကိုင်းခရိုင်အမှတ်3တရင်တရင်တီထောင်ခြင်းလေးနှစ်ပြည့်ခမ်းနာအခြေခံစစ်ပညာသင်တန်းစဉ်ပွဲခမ်းနာနဲ့လက်နက်တပ်ဆင်ခြင်းခမ်းနာများကျင်းပခဲ့ပါရစေ။အခမ်းအနားမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အလန်ဒေါ်အားအလေးပြုခြင်း၊ကျန်းသစ်စာကျင်းဆိုခြင်း တစ္ဆာရီတောက်ချင်းနဲ့တရင်တာဝန်ရှိသူများကမိန်ကွန်းပြောကြခြင်းကြာဆုံးရဲပေါ်များ၏ကြံရစ်သူမိသားစုဝင်များအားဂုဏ်ပြုငွေထောက်ပံ့ခြင်းများပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်တာဂီမင်းစစ်သွင်းနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ